ဒီကိစ္စတွေကရှူတော့တမျိုးစီကနေပြီးတော့ပြင်းပြင်းထန်ထန်ပြောနေကြတာတွေရှိတယ်။တချို့ကလည်းအပြည့်ရတဲ့ကိစ္စမျိုးတွေကိုဖြစ်တဲ့နယ်ဆိုတဲ့ဘက်ကရှိတယ်။တချို့ကလည်းဒီချိန်မှာဒီအခက်ကဒေါ်လန်ရဲ့အချက်နော်အုံနဲ့ဂျင်းနဲ့ထားကြွကြဖို့လုံဆောင်နေရတယ်လည်းရှိတယ်။ကျွန်တော်ကတော့ဘသူ့ကိုမှမားတယ်မှန်တယ်လို့တော့မပြောလို့ဘူး။မပြတ်သားဘူးပဲဆိုဆိုပေါ့ဗျာ။အခြားသူတွေကတော့သူ့ရှူတော့နေသူ မှန်နေကြလိမ့်မယ်မှားတယ်လို့မပြောလို့ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကမော်တထားရဲ့တားတရားစီရင်ခံတွေကလို့မျိုးဆိုခဲ့ရင်ဘလူးမရဲ့စိတ်သက်မျိုးတွေမမွေးကြဖို့လိုတယ်အကြာကြီးမဟုတ်ရင်တောင်မှအဲဒီချိန်မှာတော့နှစ်ဦးစလုံးကနှစ်ဖက်စလုံးကဒီစီရေးလောက်ရတဲ့ကိုရက်တန့်ထားစေခြင်းတယ်ဒီအဆောက်အဦတွေအကျိုးပဲ့တွေအောက်မှာပြိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတကြိုပြီးတဲ့အထိ အာကိုရပိုင်းဒီကိုလက်အင်္ကာတွေပြည့်ကျင့်ညက်ပြီးတော့အသက်ရှင်လျက်နဲ့၆၆ခြားခြားရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထီလောက်ပေါ့နော်အဲ့ဒီလိုရပိုင်းလေးကိုတော့ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ဟိုခဏလောက်ဆိုင်ငံ့ကြဖို့ပြောခြင်းတယ်ဒီမှာလဲတချို့ပေါ့နော်ဟိုစစ်တပ်ကလည်းဒီအခြေအနေတွေကိုမငဲမကွက်ဘဲနဲ့လေရင်နဲ့ဘုံထွက်ကျဲနေရတယ်ရှိတယ်ဒါကလည်းတော်တော်ရုပ်ပြတ်တယ်ဒါပေမဲ့တစ်ဖက်မှာလဲအာဒီလိုအချိန်တော့ စစ်တပ်ကလေရင်နဲ့ဘုံထက်ကျဲနေတယ်ဆိုပြီးတော့ဒါကိုကဲရဲ့ရှုံချပေးမယ်ဒေါ်လာရေးပတ်ချမ်းကပေါ့နော်ကဲရဲ့ရှုံချပေးမယ်တစ်ဖက်မှာလည်းဒီဒေါ်လာရေးပတ်ချမ်းကပဲဒီအချင်းတွေကိုခွန်ကောင်းယူပြီးတော့စည်ရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေရလဲရှိတယ်အဲဒီအချင်းတွေနှစ်ခုကလည်းတိတ်ပြီးတော့မအပ်ဆက်တဲ့ဇကာပေါ့နော်မစီလျော်တဲ့ဇကာရဲ့နှစ်ခုဖြစ်နေတယ်ပေါ့နော်ဒေါ်လာရေးပတ်ချမ်းမာရင်ကိုအဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်လည်းဒီချိန်မှာတော့ တနက်ဖောက်ဖို့တဲ့ဒါမြင်တဲ့အတိုင်းပဲအဲကျွန်တော်တို့ဒီကမ်ပိန်းတော်မှာကျွန်တော်တို့ရက်ပေးထားတယ်ပေါ့စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ကမ်ပိန်းတော်ကျွန်တော်တို့ရက်ပေးထားတယ်ပြီးတော့တတ်နိုင်သမျှလဲဒီပြည်သူလူထုတွေရဲ့လက်တလောဘေးဒုက္ခကိုကယ်ဖို့ကျွန်တော်တို့အတတ်နိုင်ဆုံးစ조사နေတာရှိတယ်အရက်သေးတော့ကန့်သက်မထားလို့ဘူးရန်သူကလေရင်နဲ့ဘုံထွက်ကျဲနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလဲဒီအခက်ကိုခုံကောင်းယူပြီးတော့ကျွန်တော်တို့ အချက်ဆိုပြီးစီရေးဖော်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုပ်မှာမဟုတ်ပါဘူးအခက်ဆိုတဲ့နေရာမှာလဲဒါကျွန်တော်တို့ရင်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့အစည်းရဲ့အခက်သက်သက်မဟုတ်ပါဘူးဒီသူလူလူဒီအများစုရဲ့အခက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူခြင်းပါဘူးဒါကြောင့်ရှေ့မှာပြောခဲ့သလိုကျွန်တော်စီရေးဖော်ဆောင်မှုဆိုတာထားလို့ပေါ့နော်ကျွန်တော်တို့ရန်ကုန်ကိုရှာတဲ့ကမ်ပိန်းလေးတောင်ရပ်ပေးထားပါတယ်လို့ကျေးဇူးတင်ပါတယ်ကိုသားတို့နိုင် အာမြန်မာပြည်သူပြည်သားအားလုံးလည်းဒီလိုမျိုးပေးဒုက္ခတွေကနေအမြန်ဆုံးကင်းလွတ်ငြိမ်းချမ်းပါစေလို့ဆုတောင်းလိုက်ပါတယ်